ကျွန်တော်တို့ဒီအမျိုးသမီးတွေဒီအာတနာခံလူဒန်းစားတည့်ရနေနဲ့ရှင်းလိုက်မယ်ဆိုရင်တနာခံလူဒန်းစားအနေနဲ့ကိုကိုကိုမတွေးဘဲနဲ့အလီစားခံရမယ်ဟောနော်လူဒန်းစားတည့်ရအနေနဲ့ကိုကိုအရင်ဆုံးတတ်မှတ်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီ mindset နဲ့ညီတဲ့စဉ်းစားတွေးခေါ်မှုတွေကသူ့အလိုလိုရောက်လာမှာပဲငါတို့ကတနာခံလူဒန်းစားတွေဖြစ်တယ်မိန်းမတွေဟာဟိုအဆက်ဆက်ကပေါ့နော်ဒီဒီခေတ်အဆက်ဆက်ကနေပြီးတော့မှဒါဟိုတနာခံရတဲ့အနေထားတွေ ဟိုဘယ်အလုပ်ပဲလုပ်လို့ပေါ့နော်ဘာပဲလုပ်လို့တစင်ရှော့ပြီးတော့မှပစ္စည်းလေးတည်တာကအစမင်းတို့ဒါမျိုးသမီးကဒါလေးပဲတည်နိုင်တယ်ဆိုတော့မှဒါအတနာတဲ့စိတ်ကနေပေါ့နော်တနာခံရတဲ့စိတ်ကနေစဉ်းသက်လာတဲ့အခါကျတော့အဲသူတို့ရဲ့အဲစိတ်ထဲမှာမိခိုးစိတ်တွေပါလာတယ်ကိုကိုတိဆောက်ဖို့အတွက်စိတ်အားစိတ်တက်အားပေါ့နော် အဲမိုက်ပါဝါတွေတိဆောက်ဖို့ရအားနည်းလာတဲ့အခါမှာခုနပြောသလိုလေးစားခံလူဒန်းစားဆိုတဲ့ဆက်ထက်ဆိုင်လို့ရှိရင်သူတို့ကတော့အတနာခံဆိုတဲ့စိတ်စိတ်ကလေးကဖြစ်သွားတယ်အဲ့ဒီအခါမှာနောက်ဆက်တွဲဘာတွေဖြစ်လာလဲဆိုတော့သူတို့ ਨੇ မတူဘဲနဲ့ခုနပြောလို့လေးစားခံအမျိုးသမီးလိုကိုယ့်ကိုခံယူထားတဲ့အမျိုးသမီးတွေရဲ့အလောက်ဆောင်ချက်တွေတွေ့လာတဲ့အခါမှာသူတို့ကတော့အားမလို့အားမရတွေဖြစ်လာပြီးတော့မှာပေါ့နော်ဆိုတော့အဲအမှန်တကယ်တော့သူတို့တွေဒီလည်းလှုပ်ဆောင်နိုင်တဲ့အရာတွေရှိတယ် ိုတော့သူတို့ကိုယ်နိုင်ကိုကမိမိကိုယ်ကိုဒီအတနာခံ ransom ဖြစ်နေတယ်ဆိုတာကိုသူခံထားတဲ့အတွက်ကြောင့်ဝင်လို့ဒီလိုအရာလေးတွေကြုံတွေ့နေရတယ်ပေါ့နော်ဆိုတော့ဒီကျမတို့ဒီလူမှုအတိုင်းဝိုင်းကိုကျမတို့ပြောင်းလဲဖို့ဆိုလို့ရှိရင်မိမိကိုယ်ကိုအရင်ဆုံးပြောင်းလဲဖို့လိုအပ်တယ်အခုကျမတို့သွားနေတဲ့ federal မှာဆိုလို့ရှိရင်တော့အဲတိဆောက်နေတဲ့တာဝန်ယူပြီးတိဆောက်သွားမဲ့သူရဲ့ဟိုပါပေါ့နော်ဒီ foundation တွေအရာအရာပေါ့နော်ဒီလောက်ဆောင်ချက်တွေတာဝန်ယူသွားမဲ့သူတွေကသူ့ဟိုပေါ့သူ့နီလန်းနဲ့သူသွားမှာတကြောင်ပေါ့နော် အသိပညာပေးတွေလုပ်မယ်ဒီဂျန်နာခွဲခြားမှုတွေမရှိဘူးဒီအမျိုးသမီးတွေအခန်းကဏ္ဍတွေပို့ပြီးတိုးမြင့်ဖို့လုပ်ဖို့ဆိုတာကလည်းခုနပြောလို့ကိုကိုရိုင်းတိဆောက်မှဖြစ်မယ်ခုခုနဆရာဦးထွန်းကြီးပြောသလိုပဲ invite လုပ်တယ်ဒီစကဝိုင်းတွေမှာဖိတ်ခေါ်ဖို့လုပ်တဲ့အခါကျလို့ရှိရင်ပါဝင်ကြဒါမှကိုယ့်ရဲ့ဒီအမျိုးသမီးဒီအခန်းကဏ္ဍတွေပို့ပြီးတော့မှဟိုဟိုတိုးချဲ့လို့ရမယ်တက်လန်းခွဲရမယ်ကိုယ့်ရဲ့လုံဆောင်နိုင်စွမ်းဒီကိုပို့ပြီးတော့မှချပြလို့ရမယ် ရှိလိမ့်မယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ကျမတို့တွေဒီအာဟိုစာပေါ့နော်မပြည့်မီသေးလို့တော့၎င်းကျမတို့အဆင်တည်းမဖြစ်သေးလို့တော့၎င်းတော့တော့ဓာမျိုးလေးတွေကျမတို့ကြုံတွေ့ရတယ်ဆိုတဲ့ခါကျတော့ဒါဒီအာမိမိကိုကိုတိဆောက်တဲ့နေရာမှာအာဘယ်လိုပြောမလဲနည်းနည်းလေးအားနည်းတယ်လို့ပဲကျမတို့မြင်နေပေါ့နော်ဆိုတော့ကိုကိုရိုင်းကလုံနိုင်စိတ်လုံချင်တဲ့စိတ်ရှိမယ်ဆိုလို့ရှိရင်ဖြစ်တယ်ဖြစ်တယ် အထက်ကကျမတို့တွေဒီအတနာခံလူဒန်းစားလို့မဟုတ်ပဲနဲ့ကိုကိုလေးစားခံရမယ်လူဒန်းစားအဖြစ်သတ်မှတ်တယ်ဆိုလို့ရှိရင်အမျိုးသမီးတွေဒီဒီလူမှုပတ်ဝန်းကျင်မှာဒီလူမှုအတိုင်းဝိုင်းမှာကျမတို့အခုသွားနေတဲ့ဒီ Federal စနစ်မှာပဲဖြစ်ဖြစ်တိဆောက်ရေးမှာပဲဖြစ်ဖြစ်ပေါ့နော်ပတ်ဝန်းကျင်ကမြင်လာတဲ့အမြင်တွေဒီအတိုင်းဝိုင်းကမြင်လာတဲ့အမြင်တွေဒီသူ့လိုလိုပြောင်းလဲသွားမှာပဲဆိုတော့ကျမတို့ယုံကြည်တယ်ဘာလို့လဲဆိုတော့ကိုကနေကိုအရင်ဆုံးထောက်အောင်သွေးမှသာလေကျမတို့အမျိုးသမီးတွေဒီပေါ့နော်အာဒီလောက်ယူလို့မရဘူး ဒီအနာအုပ်ချုပ်ရေးပိုင်းမှာတွေကအစဒီတာဝန်ယူမှုပိုင်းမှာဆိုကျွန်တော်တို့လုံးယူလို့မရပဲနဲ့သူ့ရဲ့အနေအထားတွေသူ့ရဲ့အရေးချင်းတွေကိုဒီကတတ်မှတ်သွားလိမ့်မယ်ပေါ့နော်ဒီအတိုင်းဟိုစပေါ်ဒီလူမှုအတိုင်းဝိုင်းတွေဒီအဖွဲ့အစည်းတွေကတတ်မှတ်သွားလိမ့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့မိမိကိုယ်တိုင်ကလည်းကြောင်းလဲတိဆောက်ပြတော့မှာမိမိကိုယ်တိုင်ကလည်းအဝမ်းစာပြည့်အောင်မိမိကိုယ်တိုင်ကလည်းပြည့်မီအောင်လို့အရင်ဆုံးအကြိုးစားဖို့ပေါ့နော်လိုအပ်တယ်ဆိုတာကိုကျွန်မဒီမှာဒီအမျိုးသမီးတို့ကိုဒီကနေပေါ့ message ပေးချင်တယ်ပေါ့နော်